မျိုးသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာတွေလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နိရောဓနဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှိချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်သုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့မှာ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်အဲ့တော့သတိထားစရာကစီးနဲ့ကန်းနဲ့မိသားစုတောင်းချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးကိုတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ် ဝတ္တရားကြည့်ဖို့လို့တယ်ပေါ့အိမ်မှာနေပြီမဲ့လို့ဝတ္တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာအခုလို့ရတယ်သူတို့ဆိုလို့တဲ့အိမ်အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့ခါကြတော့ဘာလို့ဆိုနမတိကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့ဟော ဒါအဲ့တော့ရသားကြတဲ့မျိုးသမီးတွေအတွက်ကြီးပဲပြောမျိုးသမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှင်းနှင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအဲ့တော့ရသားချပေးလိုက်တယ်တဲ့အဲ့လိုအဲ့တော့ရသားချပေးတဲ့မျိုးသမီးဟာကိုယ့်ရဲ့အိမ်တောင်ဘက်ပေါ်မှာဟိုတရားချပြမှုရှိတယ် ကိုတရားကြည်ပြွန်စွာနေထိုင်နေဒါတစ်ချက်နော်ဝိတရားကြည်ပြွန်တာအဲ့ဒါဝိတရားကြည်ပြွန်တာလည်းဒီမှာဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝိတရားကိုကြည်ပြွန်ပြန်လှုပ်ပြီးတော့မေတ္တာနဲ့နေထိုင်နေနောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော်ကဖြူပြီးတော့လေးစားရတဲ့ အမေတို့အဖေတို့ဆိုရောက်ခမပေါ်လေးခုခဲ့ပြောင်းလဲအနောက်မဲရဲ့မိဘတွေသူကိုယ်ဝယ်တဲ့ဖာသာအဲ့ဒီအရေးပေါ်မှာသူကတလေတစားကိုတရားချေပြွန်စွာဆောင်ရွက်ပေးတယ်ဒါတခုဒါဒုတိယမြောက်ကုသိုလ်ဒါဟုတ်လူတွေကကုသိုလ်စင်နဲ့တော့မထဲပါဘူးတရားတရားနော် ဝတ္တရားကြည်ပြန်စွာဆောင်ရွက်တယ်နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့ခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရီအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲကြည့်ရလားဒါဆိုကုသိုလ်လို့မထင်ကြဘူးလေ သူလုံးဝမဲ့ဟိုတရားတွေကိုသူချစ်ချစ်ပြင်ပြန်လုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလုပ်သမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံမာတဲ့လုပ်ရင် လုပ်တယ်လို့မလုပ်ရင် မလုပ်တယ်လို့ခွဲခြားသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုအလုံးမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းတာခွဲချပြီးတော့သူတို့ကိုပေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတဲ့ဘက်သာရှိလာလို့ရှိရင် နေဝံကထကောင်းတိုင်းမှာရှိလို့ရှိရင်သူ့ဆေးဝါးကိုသတ်ပေးတယ်ပေါ့ကိုရင်ကလူတွေကနော်နေနေဝံကောင်းတိုင်းမှာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်ပေါ့သူ့နဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမြခွဲဝေပြီးတော့ပေးတယ် ဒါနဲ့ဒါကိုလည်းကုသိုလ်လို့ပြောတာနတ်သမီးဖြစ်ဖို့ရာအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ငွေချေးတနက် ဥစ္စာပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ပုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာသေးသေးချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ့်ရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့တယ်စီးတဲ့ရည်အော်ခန်းနဲ့ကတဲ့ဆိုလို့ပေါ့စီးလာတဲ့ရည်တွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လဲထဲမှာရည်သွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြတ်မှုမရှိအောင် तू က စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးစဉ်များလိုက်နာကျင့်သုံးရတဲ့တောင်းဝတရားပဲဒါသူရဲ့တောင်းဝတရားကိုသူချေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတရားချေပြောင်းခြင်းဟာထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့မနာဘကအိကနတ်သမီးဖြစ်ဖို့ဒါကြတော့ဘာသာရေးဘက်က ဆက်နွယ်လာပြန်နော်ဖျားကိုကိုးွယ်တယ်တရားကိုကိုးွယ်တယ်တန်ခါကိုကိုးွယ်တယ်ဘုရံတရဏကိစ္ဆမိဓမ္မံတရဏကိစ္ဆမိတန်ခံတရဏကိစ္ဆမိရှရဏသုံးပါးကိုကိုးွယ်စိကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘလို့လုပ် ဖောဒန္တရဏံကိစ္ဆာမိဓမ္မန္တရဏံကိစ္ဆာမိတန်ဃန္တရဏံကိစ္ဆာမိဖယန္တယံတန်ဃကိုးကွယ်တိုက်တဲ့ယရဏများကိုကိုးကွယ်နေစကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလို့တယ်ဒါနမချောအဲ့ဘုရားဝဒမဟုတ်ရင်တော့ဘုရားသရဏကိစ္ဆာမိဓမ္မသရဏကိစ္ဆာမိတန်ဃန္တရဏကိစ္ဆာမိတော့ပါမှာမဟုတ်ဘူးသို့တော့ သူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုက်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးကွယ်တယ်ဆိုရင်တော့ထိုက်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုက နမခွန်ကြတော့ဘာလို့ဆိုကိုချင်းတိလာနဲ့ပြေဆုံးနေအဲ့ဒါတော့ဒါတိလာပဲရောက်လာအဲ့ဒီကိုချင်းတိလာဆိုတော့ဘာသာကြပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလာဒီကိုချင်းတိလာတော့ရှိအောင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ် ကာမိတုမေဆဆရာရှောင်ရမယ်မုသဝရရှောင်ရမယ်သူရမေတရားရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင် तू အဒုစရိုက်ပဲဒိဋ္ဌာနော်တော့ကမှရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လူဥပရိကသာခွဲတာ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူထူပဲပါဏာတိပါဒဖြစ်တာနော်